ဖြေအင်းအင်းအဆင်မပြေတာဘာမှမရှိပါဘူးကွာကိုအားလုံးသဘောကျတယ် love it love it love it ပေါ့ကိုအားလုံးသဘောကျပါတယ်ပထမဆုံးအနေနဲ့နင်းတီကပါပေါ်မှာမွေးဖွားလာခဲ့တာလေးကိုသဘောကျတယ်ပြီးတော့ကိုအတွက်မဟုတ်ခဲ့တာလေးလည်းကိုသဘောကျတယ်ဆုလက်ကျွေးရွေးချော်သွားခဲ့တာတွေလည်း သဘောကျတယ်။အမြဲတမ်းညှို့မွေးအုံမှန်းနေကြရလေလေကိုသဘောကျတယ်။အိပ်ပျော်ဖို့ခက်ခဲတတလေးလေကိုသဘောကျတယ်။အိမ်ကိုပြန်လာခြင်းခဲ့တာလေးလေကိုသဘောကျတယ်။အပြင်မှာပျော်စရာမရှိခဲ့တာလေးလေကိုသဘောကျတယ်။ဘယ်တော့မှအဝင်ဝင်ကြမဖြစ်ခဲ့တာလေးလေကိုသဘောကျတယ်။ရှိစီတာကနေဆို အမြဲလမ်းကြောင်းလွယ်သွားသက်သာလေးလဲကိုသဘောကျတယ်။တခုခုဆိုအလွန်ကြုံအားနာသက်သာလေးလဲကိုသဘောကျတယ်။လွယ်လာရီခက်ခက်သွားသက်သာလေးလဲကိုသဘောကျတယ်။ငင်းနေမျောနေရတာလေးလဲကိုသဘောကျတယ်။အတိမတ်မပြုခံရတာလေးလဲကိုသဘောကျတယ်။တရားမှရှိမနေခဲ့ရတာလေးလဲကိုသဘောကျတယ်။ရှားပိုင်ဝင်အောင် ရေရေဝန်မတောင်းဆိုရဲတာလေးလဲကိုသဘောကြတယ်။အနေတမထိုင်တဲ့မင်းအားနေတဲ့ဘက်ကဝင်ရက်ချင်ခဲ့တာလေးလဲကိုသဘောကြတယ်။ဝိသားမစားရဲတာလေးလဲကိုသဘောကြတယ်။ပြီးတော့နောက်ဆုံးအနေနဲ့မရင်းဆွေရင်တွေရဲ့အထင်လွဲတာခဏခဏခံရတာလေးလဲကိုသဘောကြတယ်။လောကကြီးကိုဘာမှမချေမနှံမဖြစ်ပါဘူး။ love it love it love it ပေါ့အဆင်မပြေတာဘာမှမရှိပါဘူးကိုအားလုံးသဘောကျပါတယ်ချောင်းနဲ့